တိုင်းတထောင်ကျော်မတီးပြီးတော့အင်းလေးဒေသကိုကိုကြီးဘိုးသွားမင်းမင်းသားနေမိပရိသတ်ကြီးငလင်ပေးအောင်ပြည်သူပြည်သားတွေဒီမဟုတ်ဘဲအနုပညာရှင်တွေနဲ့ခြားတော့ပရိဒါသမားတွေပါလစ်လို့ရှုလို့မရတော့ပါဘူးနော် ပြိုကျပျက်စီးမှုတွေများခဲ့ပြီးတော့ဆုံးမကွယ်လွန်သူတွေအများကြီးလည်းရှိလာခဲ့ပါတယ်။ဒီသဘာဝကပေးကြီးအားမရှိမဲရှိမဲတသက်လုံးတိဆောက်ထားတဲ့ချွေးနှင်းစာရိတ်ကိုစက္ကန့်ပိုင်းလောက်နဲ့တင်တုံကနေလဲသွားပြိုသွားအောင်ပြုတ်လုံနိုင်ခဲ့တာဖြစ်ပါတယ်။မင်းသားနေမင်းကလည်းအလူတန်းတွေမှာပါဝင်လာခဲ့ပြီးအင်းလေးဒေသရှိပျက်စီးများတဲ့ဒေသတွေကိုတွားရောက်ခါကုညီလူတန်းပေးမှလည်းဖြစ်ပါတယ်။တယောက်ဆောင်နေမယသူတက်နိုင်သလောက်လေးအလူပြုတ်ပေးမှဖြစ်ပြီးအနုပညာညီကိုရင်းနဲ့တူအလုံငွေတထောင်နီးပါးရရှိခဲ့ပြီးအင်းလေးဒေသရွာတိုင်းကိုလူပြစ်မှာပါ။ခြေရွာတရာမှာလူတွေဆုံးပါကွယ် ုံနာရီများတော့အရှင်ဆုံးကွယ်လွန်သူမိသားစုတွေစီအရောက်လူပေးခဲ့တာပါအားပေးစကားတွေနဲ့ငနေဘေးတိပညာတွေတဘာဝဘေးတွေကြိုတင်ပြင်ဆင်ဖို့လည်းတိပညာပေးခဲ့တယ်လို့ဆိုထားပါတယ်တယောက်ဆောင်နေမယအရှင်တစ်ခေါက်ကလည်းဆိုတော့ဖြုံမြအောင်တို့ဖွင့်နေတူငနေအတွက်အင်းလေးကိုပထမတစ်ခေါက်လူခဲ့ပြီးအခုခါမှာအလွန်ငွေ3000လောက်ရှာတာမို့ပြန်လည်နေရာချထားရေးအတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းများပြန်လည်လှုပ်ဆောင်ပေးသွားမှာလို့ပြောပြခဲ့တာဖြစ်ပါတယ်အလိုပြုလုပ်ပေးခဲ့တာကလည်းအဆိုတော်ဖြုံမြအောင်ရဲ့တိုက်တွန်းမှုကြောင့်ဖြစ်ပါတယ်အဆိုတော်ဖြုံမြအောင်နေမိဟာစကား ောတူရရင်တည်ခဲ့ကြတာမလို့အခုရန်ကင်တဲ့အတွဲညီညီမြင်တွေ့နေရတာပါ အင်းလေးဒေသတွေအတွက်အလူကိုဖြိုမြင့်အောင်တဲ့သူအခြားတော်သည့်မိတ်ဆွေညီကိုတွေနဲ့လှေတွေများကြီးငားပြီးတော့လူဖွဲ့ပစ္စည်းစုံနဲ့တောက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။နေမင်းတို့ဖွဲ့ကပထမဆုံးလူမှာအီဘီလာတရနေကစားထွက်ခဲ့ပြီးစိရင်ကြာမြေပြင်ကိုကွင်းဆဲလည်လာခဲ့တာဖြစ်ပါတယ်။ပျက်စီးသွားတဲ့ဖုံးတော်ကြီးကျောင်းတွေနဲ့တကိုးကြီးဖျားတွေမှာယာယီပြည်သူတွေခုန်နားနေထိုင်ကြပြီးပျက်စီးသွားတဲ့သူတွေရဲ့အိုးအိမ်တွေအတွက်လည်းလိုအပ်တဲ့ဝါသေးအမိုးကာစတွေကိုပြန်လည်ထူထောင်ရေးအတွက်လိုအပ်သလောက်ဝယ်ပေးမှာဖြစ်ပါတယ်။အိမ်နောက်စုရေးလိုက်ပျက်စီးသွားတဲ့အိမ်လိုက်စရင်ကောက်ရှူပြီး လူဖြစ်မယ်လို့ပြောပြနေတာဖြစ်တဲ့တွင်ပရိသတ်တွေတည်းတွေ့ရတဲ့အတွက်ပျော်ရည်လို့မဟုတ်ပဲဝမ်းသာနေမိတာပါအခုချိန်မှာဆိုရင်အသက်ဆုံးပါသွားကြတဲ့မိဘတွေကလေးတွေစားခံစားရပြီးတော့အိုးအိမ်လေးတွေဟာတင်္ဂါလုံငန်းနဲ့ဈေးအောင်ဈေးဝယ်လုပ်ငန်းလုပ်ကြရင်စူးစမ်းမိကြတာတွေဖြစ်တာမလို့ဒီလိုပျက်စီးခဲ့တော့သူတို့ရဲ့ရှင်တွေကပုံမိကိုမျှဝေခံစားနိုင်ပါတယ်ခံစားမိပါတယ်လို့ပြောဆိုထားပါတယ်အင်းဝါတို့အင်းလေးတို့ဟာငလင်းတန်းကိုမြို့ကြီးပြကြီးတွေထက်ပိုခံစားရပါတယ်။အင်းလေးတဲမှာလေသွာလာရခက်ခဲပြီးလူရောက်ပေါက်နေတဲ့နေရာတွေကိုဦးစားပေးလူတန်းခဲ့တာပါ။ ရိသတ်တရားသူတော်နုပညာရှင်တွေကိုမြင်လိုက်တော့ခဏတာပုံမိကိုပြပြောက်သွားပြီးတော့ဝမ်းသာသွားကြတာတွေ့ရပါတယ်။ဒါပေမဲ့လည်းခဏတာဖြစ်တာကြောင့်သူတို့ရှင်တွေကဝန်ထဲမှုတွေနဲ့မျက်ရည်တွေပြည့်နေတဲ့မျိုးလုံးတွေကိုမြင်ဆိုင်နိုင်ခဲ့ဘူးလို့ဆိုထားပါတယ်။ ပထမတစ်ခေါက်ကစားတော့ခက်ခဲဖြစ်တဲ့နေရာတွေကိုတွားရောက်ကူညီပေးခဲ့ပြီးအခုတစ်ခေါက်ပြန်လဲနေရာချထားရေးအတွက်သေချာလေးကူညီမှာပါလို့ပြောခဲ့တာဖြစ်ပါရီ။ကျမရေးအတွက်လည်းအတူနာပြူတွေနဲ့ဆရာဝန်ချုပ်ကိုခေါ်ခဲ့ပြီးသေချာသိပညာပေးကမချိုးမချယ်မနဲ့ပြောပြပေးပါရီ။ဒံယာရလူနာတွေကိုလည်းပျောက်ကင်းသွားလောက်တဲ့အကင်းတည်သွားလောက်မဲ့အချိန်ကျမှပြန်လာခဲ့တာပါ။ရေပေါ်မှာဆိုတော့အရေးကြောင်လှိနေပေတွားရတာဖြစ်တာမို့ကလောတောင်ကြီးထီကိုပြေးရတာဖြစ်တာမလို့ လန်ခီမှာမလိုအပ်ဖ ೇನೆ ကြာသွားရင်တဲ့နေဆိုရင်ရလို့စောက်ရှောက်ကိုကြီးဖို့တူနာပြုနေဆရာဝန်တွေပါခေါ်ခဲ့တာပါလို့ပြောပြခဲ့တာဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးငလင်ဘေးတဲ့အင်းလေးဒေသတွေကိုကိုကြီးကယ်ဆယ်ပေးခဲ့တဲ့မင်းသားနေမင်းပေါ်မှာလေးမှတ်ချက်လေးတွေပေးခဲ့ပေးပါဦးရှင်။